ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြင်းငလီရင်လောက်ခတ်ခဲ့ရာကြောင်းစီကောင်းဆောင်ဘူရှုံမွန်ကြီးမင်းအောင်လိုင်းကမက်ရှလ31ရက်နေ့ကနေဧပြီလ6ရက်နေ့အထိနိုင်ငံတော်အဆင့်ဝန်နေချင်းအထိမ်းမန်းနေ့အဖြစ်မနေ့ကမက်ရှလ31ရက်နေ့မှာကြီးညာခဲ့ပါရယ်မက်ရှလ31ရက်နေ့ကနေဧပြီလ6ရက်နေ့အထိ9ရက်တိတိကိုနိုင်ငံတော်အဆင့်ဝန်နေချင်းအထိမ်းမန်းနေ့အဖြစ်သတ်မှတ်ကြောင်းအမိန့်ထုတ်ကြီးညာလိုက်တာပါ ဝန်နေချင်းအထိမ်းမန်းအဖြစ်စစ်ကောင်စီတပ်အပါအဝင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေအလုံးအဲ့ဒီခုနှစ်ရဲ့အတွင်းနိုင်ငံအလံကိုအလံနိုင်ထက်ဝက်လျှော့ရှလွင်တူကြဖို့ကိုလေအမိန့်ထုတ်ထားပါရယ်ပြင်းအားခွန်တက်သမခွန်ရှိတဲ့မြင်းကလေးလုခတ်ခဲ့တာကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ပျက်စီးခဲ့ရမှုအတွေ့စာနာနားလေမှုနဲ့အတူထက်တူခံစားရပြီးနိုင်ငံတော်အဆင့်ဝန်းနေခြင်းအထိမ်းမန်းနေအဖြစ်သတ်မှတ်တာလို့စစ်ကောင်စီကဆိုပါရယ်ဒါပေမဲ့လေအခုလိုတနိုင်ငံလုံးငလျင်တန်းကြောင့် ဝန်းနေပူဆွေးနေချိန်မှာပဲစစ်ကောင်စီကပြည်သူတွေကိုလေကြောင်းကနေပုံကျေးတာနဲ့နိုင်ငံရေးစီရေးအမျက်ထုတ်ရုံမာနေရလေးရှိပါရဲ့ရှင်။